ကဲအမျိုးတို့ရေဒီနေ့ကကြတော့ကျွန်တော်တို့ဒီဘောတော့ထိုင်းနိုင်ငံမှာလက်တလောဖန်ခံနေရတဲ့လက်တလောစစ်စစ်ခံနေပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအေးအေးယူခံနေရတဲ့လူတွေအတွက်ပေါ့ကောနော်အဓိကထားပြီးတော့ဒီနေ့ကျွန်တော်လာရောက်ပြီးတော့ရှင်းပြပြီးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကျွန်တော်တို့ဘယ်လိုနေပြီးတော့ဘယ်လိုလွတ်လပ်ရမလဲမမကကန်နဲ့နေရမလဲဆိုရင်ပထမအဦးဆုံးကတော့ကျွန်တော်တို့အလုပ်လုပ်နေတဲ့တတိယနဲ့ပေါ့နော်ကိုယ်နဲ့မမကကန်လုတ်ထားဖို့လိုပါတယ်ဆိုင်ရဆရာနဲ့ဒီတတိယနဲ့လုတ်ထားရေခေလုံးရှင်နဲ့ပဲလုတ်လုတ်နေတယ်ဆိုတာပေါ့เนาะဟုတ်ကဲ့ ဒုတိယအချက်ကျွန်တော်တို့ပြန်ကြည့်ရမှာကအလုတ်ရှင်နဲ့မမကကန်လုံနေပြီမဲ့လေအဖမ်းခံရတဲ့အစစ်စစ်ခံရတဲ့အကြောင်းကြီးကဘာတွေရှိလဲဆိုတော့ဝတ်ပါမဲလို့ခေါ်တဲ့ကျွန်တော်တို့ထိုင်းနိုင်ငံမှာအလုတ်လုပ်တယ်ဆိုလို့ရှိရင်အလုတ်လုပ်ခွင့်ကိုဝတ်ပါမဲလို့ခေါ်ကြတယ်ဗန်နုရထမငါလို့လည်းခေါ်ကြတယ်အဲ့ဒီဟာကိုတို့တွေကအဲကျွန်တော်တို့တွေကခွင့်ပြုချက်တောင်းရတာပေါ့ဗျာကျွန်တော်တို့ဒီအလုတ်လုပ်ပါမယ်ဒီအလုတ်လုပ်ပါမယ်ဥမာပညာဆိုပညာဟမ်ဘာဆိုဘာပေါ့နော်အဲအထူးသဖြင့်ဆိုရင်တော့ကျွန်တော်တို့ဒီအဲဈေးရောင်းတဲ့လူတွေ ဈေးရောက်တဲ့အလုတ်ကအဲကျွန်တော်တို့ချွေးပြောင်လို့တမားတွေလှုပ်လို့ရတာလှုပ်လို့ရတယ်ဒါပေမဲ့မိမိတို့ကိုပိုင်ဆိုင်နဲ့ရောင်းလို့မရဘူးကိုပိုင်ဆိုင်နဲ့ရောင်းလို့မရဘူးဒါပေမဲ့အလုတ်ရှင်ရှိရမယ်တထေးရှိရမယ်ကိုအလုတ်တမားအဖြစ်နဲ့လှုပ်လို့ရတယ်သို့သောကိုရဲ့ဝတ်ပါမယ်တယ်မှာလေးပဲဆိုင်ရှိမှာဆိုင်ရောင်းဖို့အတွက်ဆို ခိုင်ခေါင်နာလာလို့ခေါ်တယ်ခိုင်ခေါင်နာလာလို့ခေါ်တယ်အဲ့တော့ဆိုင်ရှိမှာဈေးရောင်းတဲ့ဝန်ထမ်းဆိုတဲ့ပေါ့ ါဈေးရောက်နေအောင်ပေါ့အဲအဲ့လိုမျိုးကြီးရတဲ့ခါဝပမေမှာလောက်ရတယ်ခိုင်ခေါင်နာလားလို့ခေါ်တယ်နော်ဒါပေမဲ့ပတ်စံအန်းပိုင်ွေးရှိသလားပတ်စံကင်ပိုင်ွေးရှိသလားဆိုတာမရှိပြန်နော်ပြီးရင်အခုဆိုလို့ရှိရင်အများအပြည့်ဈေးထဲမှာဆိုလို့ရှိရင်ပေါ့နော်အဲလဲဆွဲလေးတပိုင်တော့ဆိုတာတို့တွေရရှိနေကြပြီပေါ့နော်အဲ့ဒီလူတွေအတွက်ကိုတော့ဒါဘာမှစိတ်ပူရမရှိအနောက်ထပ်တစ်ဖွဲ့တည်းကကြတော့ဘာကြီးလဲဆိုတော့ကျွန်တော်တို့ကမတိကြဘူးဆိုင်မှာဟဲ့တလန်နဲ့ဈေးတွေတဲ့မှာပေါ့နော်ကိုကကိုတပိုင်တနိုင်လေးယူပြီးတော့ထိုင်ရောင်းတာတွေ ကိုယ့်ကိုရောင်းလို့ရတာတော့ရောင်းပြီးတော့ပေါ့နော်ကိုယ်ပိုင်အလုပ်တွေမှန်သမျှတာတော့ဒါရှုပြအလုပ်သမားတွေ LA ဝီဇာလို့ခေါ်တယ်အလုပ်သမားဗီဇာခိုင်တာတဲ့သူမှန်သမျှဘယ်သူမှလုပ်ပိုင်ပြမရှိဘူးနော်အလုပ်ရှင်ရှိရမယ်ပြီးရင်တခါကိုယ်အလုပ်ရှင်ရဲ့အလုပ်သမားဖြစ်ပြီးတော့မိမိတို့ရဲ့ဝတ်ပါမင်းနဲ့မိမိတို့လုပ်နေတဲ့အလုပ်တွေလည်းတူဖို့လည်းလိုတယ်နော်ဟုတ်ပြီလောက်ထားတဲ့ဝတ်ပါမင်းကတော့โอเคဆိုင်ရင်ရှိမှအဲဈေးရောက်တဲ့ အဟိုနေပေါ့ဝတ်ပါမယ်ပေါ့ဒါပေမဲ့တခြားအလုပ်ရှင်တွေမှာတွားရောက်ပြီးတော့အလုပ်ရှင်မတူနိုင်ရင်လည်းမဖန်းခံရအောင်အဲ့တော့ကြည့်လိုက်တဲ့အခါကျတော့တကယ်တမ်းကျတော့ရှုပ်နေတာမဟုတ်ရှင်းရှင်းလေးပဲအဲ့တော့သူတတ်မှတ်ထားတဲ့စီးမီးစီးကအတိုင်းထိုင်းနိုင်ငံမှာသူဟန့်တာတဲ့အလုပ်တွေကိုလုပ်လို့မရအောင်စပေးညဆိုင်တို့အလပြင်ဆိုင်တို့ဝါဒီယာတို့เนาะဒါတွေရဲ့လည်းလုပ်လို့မရအောင်เนาะအဲကျွန်တော်အဲပြပြပေါ့เนาะစီဝါရေးအလုပ်တွေလုပ်လို့မရအောင်ထိုင်းနိုင်ငံမှာကိုကအလုပ်လုပ်ဖို့အတွက်ကိုပဲသူကတတ်မှတ်ပြီးတော့ ဟာခေါ်ပြီးတော့တခါအလုပ်လုပ်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကအလုပ်သမားတွေဖြစ်တယ်အဲကျွန်တော်အလုပ်သမားလုပ်ဖို့အတွက်ကိုပဲကျွန်တော်တို့ကိုသူတို့ကခန့်အပ်ထားတာဖြစ်တယ်အဲ့ဒီအတွက်ကိုပဲတချို့တွေကဟိုနားမလည်ကြဘူးပေါ့နော်အဲဆရာဆရာတိုင်းရှိရင်ပြီးရောနော်တွေးကြရတဲ့ထေးမှာလုပ်လုပ်တယ်တွေးရနေရမှာလုပ်လုပ်တယ်အဲ့ဒါကြီးကျွန်တော်တို့တော်တော်လေးကိုယူဆိုင်ရမှာအချိန်ကာလဖြစ်တယ်လို့နောက်လည်းလူတိုင်းအမျိုးတွေပေါ့နော်အားလုံးအဲကျွန်တော်ဒီထိုင်းနိုင်ငံမှာနေထိုင်ပြီးဆိုရင်တော့ထိုင်းနိုင်ငံရဲ့စီးနေစီကံထိုင်အောင်တော့နိုင်တာပို့တော့လို့တယ်နော်တချို့တွေကကြတော့ကျွန်တော်တို့က အဲဘယ်လိုပြောမလဲနားမထောင်ကြဘူးကျွန်တော်တချင်းဆိုနေတာများမှတ်နေတယ်ဗျာဒီเนาะဒါတော့ကျွန်တော်ပြောနေတဲ့အရာတွေအားလုံးဒီဒုက္ခမရောက်ခင်အချိန်ကာလအတော်လွင်ထဲမှာကျွန်တော်အရင်ဥဆုံးဂရိပေးထားတယ်ဒီနေရာကိုတွိုင်းတာဖြစ်မယ်ဆိုတာပြောထားတယ်ဒါပေမဲ့နားမထောင်ကြဘူးအေးမဆိုင်ကြဘူးဖြစ်လာတဲ့အခါကျမှပြူလူပြဲတဲ့ဥမတုံးရဲ့လောက်ပါအောင်ဒီမှာဆုံးရှိရတာနဲ့ဟိုရဲစခန်းမှာဘာဖြစ်နေပြီလဲဒီနေရာမှာဖန်ခန့်နေရပြီလဲအခု law set ထောင်းထဲမှာဖဏိညာအိတ်နေပြီလဲဆိုတာဖြစ်လာတဲ့အခါကျမှပြူလူပြဲတဲ့ကျွန်တော်စီကိုပုံဆက်လာကြတယ် တချို့သောကိစ္စတွေကတော့ကျွန်တော်ဆိုင်ရဆိုင်ရနဲ့ချိတ်ဆက်ပေးပြီးတော့ကူညီပေးလို့ရနိုင်တယ်လို့တချို့သောအရာတွေကကြတော့လေကူညီလို့မရအောင်နောက်ကျသွားတယ်အပိုင်းတွေရှိဘောနော်အဲ့တော့ဘလို့ပဲဖြစ်စီဘောနော်အလုပ်သမားမျိုးလေးနေနဲ့အခုလိုမျိုးကျွန်တော်တင်ပေးနေတဲ့ဗီဒီယိုလေးတွေဒီဒါဆောင်းရရှောင်းရလေးတွေပြည်တဲ့ဒုက္ခမရောက်ဖို့အတွက်ကိုအဲကျွန်တော်တို့တွေကတခါအလုပ်သမားတွေအတွက်ကိုအလင်းပြပြီးတော့ပြောပြနေတာဖြစ်တယ်အဲ့တော့သိကျင်တဲ့အရာလေးတွေဘောနော်မေးကျင်တဲ့အားလေးကိုလည်းကျွန်တော် comment အောက်မှာဝင်ရအောင်အဲဆင်းလာလာပြီးတော့ရေးလို့ရတယ်နော်အဲမျိုးတွေအားလုံးကန်ကောင်းကြပါစေဗျခေတ်ဆိုစနစ်ဆိုတွေ ဖြန့်နေကြပါစေလို့ဆုမခေါ်လေးတောင်းရင်းဒီနေ့ဗီဒီယိုဖိုင်လေးကိုဒီလောက်နေပဲကျွန်တော်ကိုရန်နာပေးပါမယ်နော်ဟုတ်ကဲ့အင်္ဂလာပါဗျာ